အားလုံးအမိတ်လာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တည်အောင်လည်းမိလာပါ။ကျွန်တော်တို့မင်းညတို့က World Cup Qualify မှာတော့တပည့်ကြီး Portugal ကအိမ်ခွင်းမှာ Armenia ကို6-2ကိုတကူနဲ့နိုင်ပြီးတော့သူတို့တွက်လဲ Record Breaking တွင်းကိုနဲ့အတူကမ္ဘာဖလားပြိုင်ပွဲရဲ့ Chess ပွဲအောင်မြင်ပြီးတော့တိုက်ရိုက်အောင်မြင်သွားပြီဖြစ်တယ်။ဆိုတော့ Portugal ကဒီအုပ်စုမှာတကယ်ကိုဒါ favorite ဖြစ်နေပြီးတော့မှနောက်ဆုံးပွဲမှာ ဒါပြီးခဲ့တဲ့ပွဲစဉ်နောက်ဆုံးပွဲမှာဒါအိုင်လန်ကိုသူတို့ရှုံးတယ်ဒါပေမဲ့ဒီပွဲမှာသူတို့တရေရယုံနဲ့ခြေစွဲအောင်မှာဖြစ်တယ်ဆိုတော့ပေါ်တူဂီကအစောပိုင်းကန်တဲ့ဒီပွဲမှာဒါသူတို့ခြေစွမ်းပြခဲ့ပြီးတော့မှာဒါဒါပေမဲ့ဂျိုးစူပါစတာခရစ်စတီယာနိုပွဲတဲ့ပွဲပယ်ခံထားရတဲ့အတွက်ဒါဒီကွန်ချာလိုရာမိုးစ်နဲ့ပွဲထွက်ခဲ့တယ်ဒီနေ့ပွဲမှာပေါ်တူဂီက ဒါဟတ်ထရီရတဲ့ကစားမ၂ယောက်ပေါ့လေမန်ချက်စတာယူနိုက်တက်ရဲ့ကွင်းလက်ကစားမဘရူနိုဖနန်ဒက်စ်နဲ့ဒါလက်ရှိဒါပိုတူဂီကွင်းလယ်မှာရော PSG မှာဂိုးမြူနေတဲ့ဒါဖရန်စစ်ဂျာမန်ရဲ့ကွင်းလက်ကစားမဂျွာနေဗက်စတို့၂ယောက်စလုံးဟတ်ထရီရခဲ့တာပေါ့လေဒါပထမပိုင်းပွဲစကတည်းကနေဇက်တိုက်တိုက်ရှိစင်တဲ့ပိုတူဂီအတွက်ရီနာဒူဗီကာဒီနေ့ပွဲမှာဒါဆန်နာဘတ်ဖြစ်ကစားတဲ့ချက်စီတောက်ခတ်လူဟောင်းဗီလာရီရဲ့ကစားမကဦးဆောင်ကိုသွင်းတယ်မတိမပဲနဲ့ဟိုကချီပါကိုပြန်သွင်းခဲ့ပေမဲ့အဲ့နောက်ပိုင်းမှာပဲ Gonzalo Ramos ရဲ့ Joao Neves နဲ့ဒါပထမပိုင်းပြီးခဲ့ဒီမှာပဲ Bruno Fernandes အပါဝဲ Joao Neves က2ဂို Bruno Fernandes က2ဂိုသွင်းတယ်။အဲ့နောက်ပိုင်းမှာဒုတိယပိုင်းမှာဒါ Fernandes က2ဂိုသွင်းပြီး Consent နဲ့မှာ Fernandes ကနောက်ထပ် penalty 2ဂိုထပ်သွင်းတယ်။ so အဲ့မှာ bruno က hat trick ရလို့ joao neves က87မိနစ်မှာသူရဲ့ hat trick ပျောက်ကိုနဲ့ပွဲပြီးကန်ဒီမှာလူစားဝင်လာတဲ့ francisco conceisa ကတကူသွင်းသွားတယ်။ so portuguese အတွက်တော့အကြီးမားဆုံး ကိုပြတ်နိုင်ပွဲတွေတဲကတခုဖြစ်တယ်ဒီဒီပွဲမှာထူးခြားတာကပေါ်တူဂီအသင်းကဒီပွဲမှာကမ္ဘာဖလားတမိုင်းတလျှောက်ပေါ့လေဒါအခုလက်ရှိနေထားရကမ္ဘာဖလားတိုက်ပြိုင်မဲ့တလျှောက်မှာပေါ်တူဂီအတွက်ဒါနောက်ထပ်ချေစပွဲအောင်ပွဲရရှိခဲ့တာဖြစ်တယ်ပေါ်တူဂီတမိုင်းမှာတော့ကမ္ဘာဖလားကိုသူတို့၉ချိန်တီတီချေစပွဲအောင်တာဖြစ်ပြီးတော့နာမည်ကျော်စူပါစတာ ခရစ်စတီယာနိုရော်နယ်ဒိုကတော့6ချိန်ပြောင်းကမ္ဘာဖလားချစ်ပွဲအောင်တာဖြစ်တယ်။ဒါပေါ်တူဂီအသင်းနေနဲ့ဒါအခုကမ္ဘာဖလားပြိုင်ပွဲရဲ့32နိုင်ငံမြောက်ချစ်ပွဲအောင်တဲ့အသင်းဖြစ်မှတ်တမ်းဝင်တာခဲ့ပြီးတော့ ခရစ်စတိုရိုနယ်ဒိုကတော့ကမ္ဘာဖလားကို6ချိန်ထိကစားရမှာဖြစ်တယ်။ဆာရိုနယ်ဒိုက2006ခုနှစ်ဂျာမနီမှာကစားတဲ့ကမ္ဘာဖလားပြိုင်ပွဲရဲ့ပထမဆုံးကမ္ဘာဖလားပြိုင်ပွဲမှာပေါ်တူဂီဟာစပီးဖိုင်နဲ့တက်ပြီးတော့စနုပ်ထားရတယ်။အဲဒီကနေမှာရှင်2010ဆောင်းဆာဖရိကပြိုင်ပွဲမှာရှုံးထွက်16သင်းကိုတက်ပြီးတော့2014ဘရာဇီးကမ္ဘာဖလားပြိုင်ပွဲမှာ အုပ်စုပြိုင်ပွဲ2018ရုရှားကမ္ဘာဖလားပြိုင်ပွဲမှာအုပ်ဒီရှုံးထွက်16သင်းနဲ့2022ကာတာကမ္ဘာဖလားပြိုင်ပွဲမှာ quarter final ထိတက်ရောက်ခဲ့ပြီးတော့ဒါဒီဒီချိန်ဟာသူတို့အတွက် ်အမေရိကန်မက္ကဆီကိုနဲ့နောက်တစ်ဖက်ကဒီကနေဒါတို့ပြိုင်ပွဲမှာနောက်ထပ်တစ်ခုခုလုပ်ပြဖို့လိုအပ်နေပြီဖြစ်တယ်ဆိုတော့ရော်ဘတ်တိုမာတီနက်စ်တို့ ီအုပ်စုမှာအမှတ်ဖြတ်ပြီးဥဆောင်ခဲ့သလိုပေါ်တူဂီကဒါသူတို့အတွက်အကောင်းဆုံးစွမ်းဆောင်ရည်နဲ့နိုင်ပွဲရရှိခဲ့တယ်ဆိုတော့အခုဒီပေါ်တူဂီဒီနိုင်ပွဲကြောင့်ပဲသူတို့အသင်းကိုပြိုင်ဘက်တွေချမှာ statement တစ်ခုပြသခဲ့တယ်ဒါပေါ်တူဂီက2023လုံးကလက်ရှင်ဘက်ကိုသူတို့ကိုးကိုးပြနေနိုင်ဘူးတယ်အဲ့ဒါကတော့တပိုင်းတစ်ချောင်းကိုးအများဆုံးနိုင်ခဲ့ရခဲ့ပြီးတော့ဒါအခုကိုးကိုးတစ်ခုကဒုတိယမြောက်ကိုးအများဆုံးနိုင်ပွဲရရှိခဲ့တာဖြစ်တယ်ဆိုတော့ပေါ်တူဂီနေပြရောဘတ်တိုမာတီနက်စ်လက်ထက်မှာသူတို့ ဟန်ဂေရီကိုတူတူတည်ကြတဲ့နောက်အိုင်လန်ကိုတူးစီရှုံးခဲ့တာကလွဲချင်းအုပ်စုမှာခြေစွမ်းပြခဲ့ပြီးတော့ဇက်တိုက်နိုင်ပွဲရပြီးတော့အခုပေါ်တူဂီက World Cup Qualifying ရဲ့ဒါစုစုပေါင်း6ချိန်မြောက်ခြေစပွဲအောင်လာခဲ့ပြီးရိုနယ်ဒိုအတွက်6ချိန်မြောက်ခြေစပွဲအောင်လာခဲ့တာဖြစ်တယ်ဆိုတော့တစ်ဖက်မှာလုံးဝ dramatic ကဒီ Hungary နဲ့ဒါတစ်ဖက်ကဒီ Ireland ရဲ့ပွဲပဲ Hungary ကဒီအုပ်စုမှာတေချယုံနဲ့ခြေစပွဲအောင်ပြီး ဒိုမီနစ်ဆော့ဘော့စလိုက်ဦးဆောင်တဲ့ဟန်ဂေရီသင်းကအင်ဂွင်းကဘူးစကက်အရီနာမှာကစားခဲ့တယ်။အိုင်ယာလန်ကိုသူတို့ဦးဆောင်ခဲ့တယ်။ဒါစောစောစီစီပဲလူကပါရဲ့ဂိုးနဲ့ဦးဆောင်ခဲ့ပြီးတော့မှ55မိနစ်မှာဟန်ဂေရီဘက်ကဖောင်းလို့လို့ပနတီရတာကို try ဖားရောပြန်ချီတယ်။နောက်ပထမပိုင်းပီကန်ဒီမှာပဲဗန်ကအဝေးရလှမ်းကန်တဲ့အလုံးကတကယ် quality လုံး။အဲ့မှာဟန်ဂေရီ2-1နဲ့ဦးဆောင်တယ်။ပွဲကဟန်ဂေရီကတောင်းလျှောက်ပဲတိုက်စစ်စင်နဲ့ပွဲကိုထိန်းချုပ်ထားတယ်။ဒါပေမဲ့ပွဲပီကန်ဒီမိနစ်80မှာ ထရိုက်ပါရောကလူဂျိုထောင်ချောက်ကထွက်သွားပြီးတော့မှဂိုးသမောက်ကိုချစ်ပြီးတော့ပထမခြေပါကိုတွင်းနေ injury time 5မိနစ်ပြီးတဲ့နောက်ဆုံးမိနစ်မှာကယ်လာဟာအေရိယာတဲကိုချပစ်လိုက်တဲ့ဘောလုံးကိုဒါဒီအိုင်လန်နောက်ခံလူကခေါင်းတိုက်ချပြီးတာကနေထရိုက်ပါရောကလာလာပပပိတ်သွင်းသွားခဲ့ပြီးတော့နောက်ဆုံးမိနစ်မှာပဲအသေးခွဲသွားလို့ဒိုမီနစ်ဆော့ဖော့စတိုင်းရဲ့မီလိုခါကီဆိုရဲ့ဟန်ဂီတီအုပ်စုမှာကျန်ခဲ့တယ်ဒါအိုင်လန်ကတော့ဒီနေ့ပွဲမှာ နောက်ကလိုက်ကစားခဲ့တဲ့တကယ်ဆိုရင်သူတို့အိုင်လန်ဟာနောက်ဆုံး၃ဘွဲ့ဆက်တိုက်အနိုင်ရခဲ့တာဖြစ်ပြီးတော့ဒါပေါ်တူဂီကိုနိုင်အိုင်လန်ကိုနိုင်ခဲ့ပြီးတော့မှအိုက်နိုင်ပွဲတွေချောင်းဒါသူတို့ချစ်ပွဲအောင်ဖို့အတွက်ပလေးအော့ဖ်ဆင်ကိုရောက်သွားတယ်။ try paro ကတော့တဲ့ပေါ်တူဂီနဲ့ပွဲမှာ၂ဂိုးသွင်းတယ်ဒီနေ့၃ဂိုးသွင်းပြီးတော့ငါးဂိုးတိချေဆွမ်းပြပြီးတော့အိုင်လန်ကပလေးအော့ဖ်ဆင်ကိုရောက်ရှိခဲ့ပြီးပေါ်တူဂီကတော့တိုက်ရိုက်ချစ်ပွဲအောင်သွားခဲ့တာပါ။အားလုံးကျေးဇူးတင်ပါတယ်။